မင်္ဂလာပါခင်ဗျာ။စောင်းဆိုင် channel လေးကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆ ्याम ကျူရေးသားထားတဲ့ပဒင်းပေါက်ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။ဒီဝတ္ထုတူလေးဟာဆိုရင်ပြင်မျောသိတဲ့အခြားဝတ္ထုတူများဆိုတဲ့စောက်ထဲကကောက်နှုတ်တင်ဆက်ထားဖြစ်ပါတယ်ခင်ဗျာ။ပဒင်းပေါက်။သူအိမ်ပြန်ရောက်တော့ခါသူဇနီးကိုတွေ့တွေ့ချင်းတခုခုတော့မှားနေပြီဟုသူသိလိုက်၏။သူဇနီးမျက်နှာအမူအရာပုံမှန်မဟုတ်ပါ။ သူကလူကဲခတ်ကောင်းသည့်ပြင်သူစနီးကဟန်ဆောင်မှုညံ့ပြင်လာတော့ကြောင့်သူမစိတ်တွင်ခံစားချက်တော်တော်များများကိုသူအမြဲရိပ်မိလေးရှိပါသည်။ယနေ့ညသူ့ကိုကြိုဆိုသောစနီး၏အပြုံးမှာရောရီရော်ရဲဖြစ်နေသည်။စာဗီလာအေး sorry ကွာကိုကားတစ်စီးသွားကြည့်နေလို့သူမသူ့ကိုဘာမှပြန်မပြောပါ။သူလှမ်းပေးလိုက်သောလက်ဆွဲအိတ်အပြားလေးကိုရုံစပွဲရှိရာသို့သွားထားရင်အလုရှုပ်ချင်အောင်ဆောင်နေသည်။သူစိတ်ထက်ကနေဖြစ်သွားသည်။ သူ့ကိုနောက်ကျောခိုင်းလာသောဇနီးမျက်နာကိုမြင်ရသည်ထိသူမတ်တက်ရက်ရွေးစောင့်ကြည့်နေလိုက်သည်ခဏကြာတော့သူရက်ကြည့်နေမှမတိသောဇနီးတွေကဒီပတ်လှည့်လာသည်သူ့မျက်နာကိုသူအမိအယမြင်လိုက်ရ၏သူမသူ့ကိုစိတ်ကောက်နေခြင်းမဟုတ်ပါသူမသည်တစုံတရာကိုနှမျောတတနေသူတူ၏ယူကျုံမရမျက်နာမျိုးဖြစ်နေပြီသူ့မျက်နာကိုသူရိပ်မိသည်မှာစိုးရိမ်နေသည်သူလက်ကြည့်နေမှန်းသိသွားသောအခါ သူရိတ်မိမှာမျက်နှာလွှဲလိုက်သောမျက်လုံးများတွင်ကိုးကြောင့်ကိုးဝါဟန်တမျိုးပါဝင်နေသည်သူမျက်လုံးများတွင်စိတ်ကြည်ညူမှုကိုလည်းသူတတိထားမိပြန်သည် သူဘာမှမရိတ်မိသလိုလှဲ့ထွက်လာခဲ့သည်သူတို့အိတ်ခန်းသည်ထုံးစံတိုင်းအရာရာစနစ်ကျနစွာရှင်းလင်းနေ၏ခန်းသည်တမကန်ထရိုက်တိုက်ခန်းတစ်ခု၏အိမ်ခန်းအတိုင်းခက်ချင်းချင်းသာဖြစ်၏အပြင်ကျသောနံရံတွင်မှန်တကားတက်ပတင်းပေါက်ကျဲတစ်ခုရှိ၏အခန်းထဲဝင်လိုက်လျှင်ထူးခြားကြတစ်ခုကိုသူတတိထားမိသည် အမြဲတမ်းဖွင့်ထားလရှိသောထိုပဒင်းပေါက်ပိတ်နေခြင်းပင်ဖြစ်သည်ထိုပဒင်းပေါက်သည် သူတို့တိုက်ခန်းတစ်ခုလုံး၏တစ်ခုတည်းသောကဒင်းပေါက်လည်းဖြစ်သည်သူဇနီးတဲ့နင်းနင်းညံ့ညံ့ကဒင်းပေါက်ဖွင့်ထားမှအသက်ရှူဝါသည်ဟုသူတည်ထားသည်နေ့တနေ့ဤအစာတွင်ပဒင်းပေါက်ကိုစတင်ဖွင့်သူမှာသူဇနီးဖြစ်ပြီးနေ့တနေ့ဤအစုံညံ့နှစ်ပိုင်းတွင်ကဒင်းပေါက်ကိုပိတ်သူမှာသူပဲဖြစ်လေရှိသည်ယခုတော့ပဒင်းပေါက်သည်ထူးထူးခြားခြားပိတ်ပြီးသားဖြစ်နေသည် ူပဒင်းပေါက်ကိုတလှဲ့လှမ်းအကက်ခတ်ပြီးနောက်အခန်းထဲလှည့်ပတ်ကြည့်နေမိသည်သူတို့ကရင်သည်မှုရပုံအဖြူရောင်ဖြင့်တက်ရက်ညင်ညာနေသည်ကရင်ချေရင်ကအဝတ်စင်တန်းတွင်လဲအဝတ်များစနစ်တကျရှိနေ၏အတစ်ချိတ်ထားသောသူမ၏ဝတ်လက်စအဝတ်များမရှိမနီကလေးကရှိနေသောသူမ၏ပန်းတူရောင်ရုံမွေးဆက်တာတစ်ထည်ကိုမြင်ရသည်ထိုအချိန်၏ရသူမယနေ့အပြင်မထွက်ဖြစ်ဘူးဟုသူကောက်ချက်ချလိုက်သည်သူအဝယ်လဲနေစဉ်အတော်တွင်အိမ်ခန်းထဲသို့သူစနီးတွေလိုက်လာခြင်းမရှိပါ ညစာထမင်းစပွဲတွင် သူစနီးတဲ့ခါတိုင်းထက်စကားနည်းနေ၏ထမင်းစပွဲသည်လေးတော့ရှည်ရှည်ပေါ်မီကစပွဲကြီးဖြစ်ပြီး လူဆယ်ယောက်ဝိုင်းထိုင်နိုင်သည်သို့တော့သူတို့အိမ်မှာထမင်းစားသူက အမဲလူလူသူတို့နှစ်ယောက်ထဲသာဖြစ်သည်တို့ကြောင့်စပွဲဤထောက်ဆုံးစီမှာသူတို့နှစ်ယောက်စုကပ်ထိုင်ကြရ၏ဘုံလာဦးချေဟင်းသည်အငွေတထောင်းထောင်းဖြင့်ပူနွေးကရတာရှိလာသည်သူဇနီးကရင်ချက်ကောင်းသည်မိမပီတာသည်တို့တော့ ခတ်နှုံနှုံခတ်အားအားရုပ်ရည်ကလည်းစုံမပွဲမရှိရွက်ချမ်းရည်ကြုံယုံမျိုးဟုညညာတတာပြောနိုင်သည်သူသည်ဇနီးကိုလက်ထက်ရန်ကိုပိုင်ဆုံးဖြတ်ချက်ဖြင့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်ထိုမိမသည်မိမိအိမ်တောင်နှင့်ပဝန်းကျင်ကွက်ကွက်လေးအကြောင်းကိုသာစိတ်ဝင်စားသည်တို့တော့ခင်မုန်းဖြစ်သူတလားဝင်ဝင်ဘလောက်ရှိမှန်းမသိဆက်စုရကောင်းမှန်းလည်းမသိညစဉ်စေးတုံးရန်ခေါင်းအောင်မှသူထားပေးသောပတ်စံကိုသာတုံးတက်သည် အိမ်မှာကားတစ်စီးရှိတော်လဲကားမမောင်းတက် သူအားလက်၍ပို့ပေးမှတဏိယယာကိုရောက်ရသူဖြစ်သည် သူမဘသာ မျိုးရဲတဏိယယာပစကားစီသွားဖို့လဲဘယ်ကားကဘယ်ရောက်မှမသိဘုံကျုပ်စည်းကလွဲပြီးဘဲမှမသွားတတ်ခင်မွန်းဖြစ်သူလှုပ်ယုံဘဲမှရှိမှမသိခင်မွန်းဖြစ်သူအိမ်ပြမှာဘာလုပ်လို့ပဲသွားမှမသိတင်ချာတိကနဲ့ဘွဲရထားသောပညာတတ်တယောက်ဖြစ်တော်လဲမိမိစိတ်ကိုမိမိပိုင်နိုင်စွာမတွက်ချက်တတ်သူဖြစ်သည်သူခတ်တော်တော်ထမင်းစားနေစမှာပင်သူဇနီးကိုကဲခတ်ကြည့်နေမိသည် သူမယနေ့တော်တော်ကြီးကိုစကားနေနေပါသည်မနက်တုန်းက9နာရီမခွဲမီသူ့လှုပ်သွားခဲ့သည်ဒီတုန်းကတော့သူမပုံမှန်ပါပဲယခုဘလို့ဖြစ်နေတယ်လဲငါးကြော်ကိုအယိုးထွင်ပြီးတော့သူမမျက်နာတွင်ကြည်လင်ရှင်ပြမှုမရှိပါအလုတ်ထဲတွင်ကြုံခဲ့ရသောရေစရာအဖြစ်ပြက်တစ်ခုကိုသူပြောပြတော့သူဇနီးကပြုံးယုံသာပြုံးသည်အပြုံးမှာဟဟပပမရှိပြုံးမိကမတ်တက်တာဖြစ်သည်ဒါစိတ်ကောင်းနေခြင်းမဟုတ် သူမသည်စိတ်ကောက်လင်စိတ်ကောက်တာကိုသူမသိမှဆိုရင်၍တိတိတတ်တာပင်မျက်နှာကျော်တင်းပြတတ်သည်တစ်ခါတစ်ခါသူမသိချင်အောင်ဆောင်လင်ခြေလန်းခတ်ကြံကြံစောက်ချခြင်းပကန်းခွက်ရောက်များကိုအတန်မြီအောင်စောက်ချခြင်းသူမေးသည့်မိကုံးကိုမဖြစ်ချင်းတို့ဖြင့်အတိပေးလေးရှိသည်ယခုကိစ္စမှာတော့စိတ်ကောက်တယ်လို့သူသိအောင်ပြခြင်းမဟုတ်ပင်သူမသိအောင်ကွဲဝတ်ပြီးစိတ်ညစ်နေခြင်းမျိုးဖြစ်သည်သူထမင်းကိုလက်ဆက်တဲ့စားရင်ဘုံကနေမိကုံးတစ်ခုကိုကောက်မေးလိုက်သည်အေးဘာဖြစ်နေရလဲ သူမကနန်းကနန်းမော့ကြည့်သည်သူမမျက်လုံးများတွင်အံ့ဩသင့်မှုကိုတွေ့ရသည်သူစိုက်ကြည့်သောမျက်လုံးတန်ကိုသူမခံနိုင်ပါရုတ်တရက်မျက်လွာချကဟွန်းဘာမှမဖြစ်ပါဘူးတခုခုဖြစ်နေတာမြင်ရတာနဲ့ဘာမှမဖြစ်ပါဘူးဟုလိန်ညာခံရတော့အခါသူစိတ်တူသွားသည်သမင်းပကံကိုရှေ့သို့ခက်ကြမ်းကြမ်းတွန့်ပြည့်ရင် သူမမျက်နာကိုစိုက်ကြည့်လိုက်သည်မင်းတခုခုဖြစ်နေသူစကားသည်မေကွန်းတခုမဟုတ်ပဲဆွဆွဲချက်တခုသာဖြစ်၏သူမသူ့ကိုမောမကြည့်တော့ပ သမင်းကိုနှေးကွေးစွာငုံဝါနေတော်သည်သမင်းစားနေသည်နှင့်မတူပဲအိမ်မက်တစ်ခုပြန်၍ပုံဖော်ကျင်းစားနေတယ်လို့ရှိသည်အေးသူအတန်ခတ်ဆက်ဆက်ကြောက်သူမှပြုံးဆုံမော့ကြည့်သည်သူမှမျက်နှာတွင်စိတ်ပြတ်တော်အမူအရာပေါ်လွင်နေသည်ဘာမှဖြစ်ဖို့အကိုခေါင်းနဲ့နဲ့မူးနေလို့ပါသူစိတ်မရှိလွန်းစွာပင်စုတ်တက်လိုက်၏မဟုတ်ဘူးဒါခေါင်းမူးတာမဟုတ်ဘူးတခုခုဖြစ်ကိုဖြစ်နေတယ်မင်းကိုယ်မညာနဲ့ အင်တာဟုတ်တဲ့နှစ်နှစ်အတွင်းသူဇနီးဤစိတ်ကံစားမှုကိုကျဉ်းညက်စွာလေးလာသိရှိထားပြီးဖြစ်သောခမုန်းတယောက်၏အတန်ဖြင့်ပိုင်နိုင်စွာသူပြောချလိုက်သည်သူစကားကြောင့်သူမအယောင်ယောင်မှမှဖြစ်ကထမင်းစားလက်စာမပြီးသေးပဲပကံတွေစုတင်နေတော့သည်မဖြစ်ဘူးသူဇနီးတစ်ခုခုကိုမျိုးတိတ်ထားတာအမှန်ပဲထို့အရာကိုသူဖော်ထုတ်ရမည်ဇနီးတဲ့ဤဖြစ်ပြသည်။ကိစ္စတို့ကိုခမုန်းတဲ့ကတိကိုတည်ရမည်အင်တာဟုတ်တစ်ခုတွင်လိုဝတ်မျိုးတိတ်မှုဆိုသည်မှာမဖြစ်တဲ့တော့အရာတစ်ခုပဲ မှန်တိုင်းပြောစမ်းအေးမင်းဘာဖြစ်နေရလဲမိခုအကြောင်းကိစ္စပြီးစီအထိ तू စောင့်ရမဖြစ်ပါဤကိစ္စကို तू စရွင်မင်းမိပြီဆိုမှတော့လိန်ညာဖို့အတွက်စိတ်ကူးညံကိုမျိုးခွင်မပေးနိုင်တော့ပါဒုက္ခပဲဘာလို့ဘာမှမဖြစ်တဲ့ဥစ္စာဘာသွားပြောရမှာလဲဘာဖြစ်လို့ဒီလောက်တောင်မယုံကြည်ဖြစ်နေရလဲအငင်းငယ်စိတ်ပြတ်တော်လေးတန်ဖြစ်ခတ်မှမှပြောတော့ဇနီးဤစကားတန်ဆုံးမှတော့ तू ဤတန်တရားပို့၍ကြီးမလာသည်မယုံမကြည်ဟုသောစကားကို तू မကြိုက်ပါပကံတွေဆုထက်ကလက်စည်းကံရှိရာတို့ တဲသွားသောအေးစီကိုသူတိတ်ဆိတ်စာလိုက်သားသည်အေးသူမ၏နောက်မှကပ်၍လိုက်ရင်တံပြက်ပစ်ခေါ်တော့သူမတုံ့လှုပ်သွားကပကန်တချက်လက်စည်းကန်နဲ့လွတ်ကျသွားသည် သူကိုယ်တော့လုံးဝလှဲ့မကြည့်ပါ ပကန်ဒီနောက်မှစေခုမင်းလက်ကိုစေးပြီးငါနဲ့အပြင်ခံလိုက်ခဲ့သူစကားပြောရဟွန်းဟွန်းသူမဘလုံးမထွေးညင်းပန်တံမှာကြောင်ကနန်းဖြစ်နေသည်သူပြုံးခင်းတဲ့သူမ၏လက်မကိုဆုပ်ညှင့်လိုက်သည်အေးကိုပြောနေရကြလား ကိုစိတ်ကိုမင်းသိရဲ့နော်လက်စေသူမဤစပင်ကိုကပိုးဖြူချားတဲ့တွင်မြင်နေရတော့သူမဤမျက်နှာတစ်ချမ်းမှာစိတ်အားငယ်မှုနဲ့ကြောက်ရွံ့မှုကိုတွေ့လိုက်ရသည်သူအနေငယ်တနာစိတ်ဝင်သွားသည်တို့တော့သူမညာနိုင်ပါအချိန်တို့တို့အတွင်းဤကိစ္စရှင်းလင်းသွားရင်အရေးကြီးသည် သူမအားစဉ်းစားခွင့်လုံးဝမပေးနိုင်ပါလက်စေးပြီးသွားသောအေးကိုစိတ်မြန်လက်မြန်လက်မောင်းမှဆွဲခေါ်လာခဲ့သည်ကဲထိုင်ဆိုင်ပါအောင်အေးဒီနေ့အိမ်မှာထူးခြားပါရဖြစ်တယ်လဲ ူကိုရိုင်းကတော့ဇနီးနဲ့ကပ်ရွေမထိုင်ပဲမျက်နှာချင်းဆိုင်မှာကလတ်ထိုင်တွင်ဝင်ထိုင်လိုက်သည်ဘာမှထူးထူးခြားမဖြစ်ပါဘူးစိတ်ရှုပ်ဟန်မျက်နှာပေးဖြစ်သူမဖြေတော့လဲညလုံးထဲမှာစိုးရိမ်မှုအရှိတ်ကိုသူမြင်ရသည်သူမချင်မရဲဖြစ်လာကထိမ့်ချုပ်လျက်ဒေါသထွက်သွားသည်ထိုင်နေသောကလတ်ထိုင်ကိုရှေ့သို့ကြမ်းတမ်းစွာဆွဲယူပြီးအေးနှင့်ညကအောင်ရွှေ့လိုက်သည် သူမကအလန့်ချားနောက်သို့ကိုကိုရင်းယူလိုက်သည်သူမမျက်လုံးမှာမျက်ရည်များဝှေ့လင်နေသည်ကိုဖန်ချောင်းပြီးရောင်ဖြင့် တူးပြက်စွာမြင်ရသည်သူသည်ဒေါသကိုအကြီးကျယ်ထိန်းချုပ်ကာစိတ်ကိုဖြစ်လျှော့လိုက်သည် သူစူးစမ်းပန်းစားပြုံးပြလိုက်သည်ဒီမေကိုမင်းကိုရိတ်လို့ကြည်လာခဲ့တဲ့ကောင်ပါအေးရဲ့မင်းမျက်လုံးကိုကိုဖတ်တဲ့မင်းတခုခုဖြစ်နေတာကိုသိမင်းမပြောဘဲထားရင်ဒီကိစ္စပြီးသွားမယ်မထင်နဲ့မင်းကြည့်ထားဖို့ကလင်မယားနှစ်ယောက်ကြားမှာလှုပ်ဝက်ချက်ဆိုတာမရှိရဘူးကွာသူမသူ့ကိုတွေးဝဲစွာစိုက်ရေးကြည့်နေရမှာခေါင်းခါရန်လိုက်သည်ဟာမဖြစ်ပါဘူး မဖြစ်ပါဘူးဆိုတာဘာပြောရလဲအေးမင်းဘာမှမဖြစ်ဘူးလို့ညှားချင်တာလားဒါမှမဟုတ်မင်းဖြစ်ခဲ့တာကိုကိုကိုပြန်ပြောလို့မဖြစ်ဘူးဆိုတာပြောချင်တာလားသူတနေကုန်စကားပြောရပါများလွန်၍ဘာစကားမှမပြောပဲအေးစစ်စစ်နားယူလင်းလောင်းကျင်လာပြီတို့တော့ဤကိစ္စမပြစ်မလဲချင်းသူစိတ်နားရမည်မဟုတ်ပါသူရှိမှအယုတ်ကလေးတစ်ခုလိုပြော့ခွေစွာထိုင်နေတော့သူဇနီးကိုသူကယူထဆိုင်ကြည့်၍စူးစမ်းနေမိသည်သူမမျက်လုံးများမိုးအချင်းမရှိကိုကြွေးထားပုံလည်းမရ သူဇနီးကိုစိတ်နှောက်ယှက်ပေးနိုင်တော့ကိစ္စများတန်းစီ၍သူစဉ်းစားကြည့်နေမိသည်။အားလုံးသောအနှောက်ယှက်များသည် သူ့ကိုပြောမှပြည့်လည်သွားမည်ကိစ္စများသာဖြစ်သည်။သူဇနီးမျိုးတိုက်ထားစရာအကြောင်းမရှိပါ။ဘလို့လဲအေးမင်းကြုံခဲ့တာကိုကိုပြန်မပြောချင်ဘူးလား။ကိုကိုမင်းမယုံကြည်ဘူးလား။ကိုကိုအာမကိုဘူးလား။သူစိတ်မရှိပဲကတ်ဆက်ဆက်မေးမိတော့မှသူဇနီးကခေါင်းရမ်းဤဘာမှမဖြေပါ။ကိုကိုမင်းတစ်ခါမှမလိုဝတ်ခဲ့ဘူးနော်အေး။သူကမောကြည့်တော့အေးကြီးမျက်လုံးများဇဝေဇဝါဖြစ်သွားသည် ဒါပေမဲ့လောကမှာလင်ကမယားကိုမယားကလင်ကိုဖွင့်မပြောပဲထားရင်ပိုကောင်းမယ်လှုပ်ဝှက်ချက်တွေတော့ရှိမှာပဲမဟုတ်လားအကို။ तू ပင်းနဲ့တစ်ချက်ရှိုက်လိုက်သည်။အေးမာသူ့ကိုလှုပ်ဝှက်ထားတော့အရာတစ်ခုတော့ရှိနေရသေးကြသည်။ထိုအရာကိုဖွင့်ပြောရင်တင့်မတင့်သူမဘသာချင်းချင်နေသည်။ထိုအရာကိုဖွင့်ပြောရင်သူတုံးအားပေးနိုင်ဖို့ပဲအရေးကြီးသည်။ဒီမှန်ချီစံဒီကိစ္စကိုကိုဘာမှမဖြစ်ရှင်းပဲထားရင်ကိုတက်တလုံးမင်းပေါ်တန်ရာကြီးဝင်သွားမှာမင်းမစိုးရိမ်ဘူးလား။အေးဖြစ်ခနဲ့မော့ကြည့်ဤ။ဒါပေမဲ့ ထို့နောက်ဘာစကားမှဆက်မပြောဘဲမျက်နှာပြန်လှည့်သွားသောအခါသူအေးဤလက်ဖြားများကိုစုပ်ကင်လိုက်သည်ဒါပေမဲ့ဘာဖြစ်လဲအေးအေးမှာဖြစ်နေတဲ့ကိစ္စတိုင်းကိုတော့အကိုသိဖို့မလိုပါဘူးဘာကွာသူဒေါသစကြီးဖြစ်သွား၏သူဇနီးလက်ကိုဖြုံးခင်းနဲ့လွတ်ချလိုက်ပြီသူမတက်ရက်လိုက်လေသည်ပေါ်စည်းမှသူငုတ်ကြည့်လိုက်သောအခါသူဇနီးသူဇနီးကိုကလေးကကြုတ်ဝင်သွားသည်မဟုတ်ဘူးလေချိုးကိစ္စတွေကြတော့မပြောဘဲထားရင်ပိုကောင်းမယ်လို့အေးထင်တာ ။သူမ၏အတိတ်အငေါ့ငေါ့ဖြစ်ရှင်းတန်သည့်သူ့ဒေါတာကိုပိုကြီးအောင်ပင့်ပေးလိုက်သလိုသူတောက်တစ်ချက်ခောက်ပြီးနောက်သူမ၏ကလေးထိုင်ကိုခြေထောက်ဖြင့်ပိတ်ကန်လိုက်သည်။မင်းကြီးနေအပြင်သွားသေးလားပြောစမ်း။သူမတုံလောက်စွာမော့ကြည့်ရင်ခေါင်းခါရမ်းလေသည်။သူမမျက်လုံးများတွင်လိမ်ညာရိပ်မရှိပါ။သူဇက်တိုက်မေးခွန်းထုတ်လိုက်သည်။ဈေးသွားသေးလား။ဟွန်းအင်း။ဒါလည်းအမှန်ပဲ။တနေ့ကဝယ်သားတော်ဟင်းရှာများသာဒီနေ့ချက်ထားသည်ဒါဖြင့်အင်ကိုဘသူလာတယ်လဲဘသူမှမလာဘူးဘသူမှလည်းမလား ဘယ်ကူမှလည်းမတော်မနက်ကသူ့အိမ်မှာထွက်သွားစဉ်ကအကောင်းကြီးယခုညချက်ချင်းသူမအမူအရာပြတ်သွားချိန်မှာဘာကြောင်းများပါလဲသူ့အတွေ့ရကြက်သွား၏သူနေပတ်သက်ခဲ့ဘူးတော့ပတ်သက်နေတော့အမျိုးသမီးများနဲ့တက်ဆိုင်ရအောင်လဲဘာတဲလွန်စားမှသူမထားခဲ့ပါနေလေကမင်းဘာလုံးလေလဲအတန်ခတ်ပြက်ပြက်ဖြစ်မေးတော့သူမခဏကြောင်သွား၏ဒါလိန်လေဖို့အကြံထုတ်နေတာပဲသူသူမမျက်နာကိုငုံကြည့်နေလိုက်သည် သူမတော်တော်နဲ့မဖြေပါအေ အကိုကလည်းဘာရီလာမင်းနေရလဲအေးပါတာဘာပဲလုပ်လို့ပေါ့ဟာကွာသူဖြုံးခင်းတဲ့သူမအနီတွင်ထိုင်ချလိုက်သည်သူမမျက်လုံးများတွင်ကြောက်စိတ်မရှိတော့ပဲခံပြင်းစီရိပ်ရောင်ပေါ်လာ၏အာခံလိုသလိုထုံပိပိမျက်နှာထားဖြစ်လာသည်ကိုသူအခံရခတ်စွာမြင်ရ၏သူနောက်ဆုတ်ရမဖြစ်တော့ပါအဝိရှော်တဲ့မိမဝိရှော်တဲ့မိမလာသလားဟွန်းဟွန်းတနေ့ကောင်မင်းပါလုံးနေတယ်လေဗီဒီယိုကြည့်နေတယ်ဗီဒီယိုကြည့်နေတယ်သူဇနီးကိုသူအခဲခတ်ကြည့်လိုက်၏ သူဇနီးကမျက်နှာအောင့်ငုံထားသည်ဘာကြည့်နေရလဲမင်းသွားငါသေးလားဟဲ့အင်းအိမ်မှာရှိတဲ့အခွေဟောင်းပဲဘာအခွေလဲတော်နှစ်မဖြေသူမလိန်နေပြီမိမိကြည့်သောကားနာမည်ကိုဒီလောက်စဉ်းစားနေစရာမလိုပါသူဇနီးတဲ့မြမကားကိုပဲကြည့်တတ်သည်နိုင်ငံခြားကားကိုကြည့်လို့မရှိပါဘာကားလဲလို့ကိုမေးနေတယ်လေထိန်ချုပ်ထားလျက်ကသူ့တော်သားကလွတ်ထွက်သွားပြန်သည်သူမမဖြေပါကြံခံစစ်စစ်သည်ဟုထင်သွားသလားမသိဘူး ညနေထားခတ်မှမှဖြစ်နှကန်းတင်းတင်းရှိကရင်တက်နေသည်သူထိုင်ရာမှဝုန်းကနေထကရုံမြင့်တန်ကြားစဉ်ရှိရာသို့စိတ်မြန်လက်မြန်ထသွားလိုက်သည်အောက်ပတ်စင်ထဲတွင်ရှိသောတိတ်ခွေများကိုစစ်ဆေးကြည့်လိုက်သည်သူညာကကြည့်လက်စတိတ်ခွေနှင့်ဟိုတနေ့ကသူကြည့်သားသောတိတ်ခွေများသာရှိသည်ညမာကားတုံမထားပါသူဇနီးရှိရာသို့ဖြုံးဆိုလှည့်ကြည့်လိုက်သည်သူမသူ့ကိုလှမ်းကြည့်နေသည်သူမမျက်လုံးများတွင် ကြောက်ရွံ့စိုးရိမ်စိတ်လုံးဝမမြင်ရသည့်အပြင်တွန်းလှန်လိုစိတ်ကိုမြင်ရ၏သူရင်ထဲမှာ မာကျောခတ်ထန်စွာအေးဆက်သွား၏သူဇနီးနှင့်သူ့ကြားတွင်ယခင်ကမရှိဘူးသောအဟံသားတစ်ခုတော့ရှိနေပြီသူသည်မတက်ရက်နေရာမှဧကန်ကျဲကိုခောက်တော့ခောက်ပြန်လမ်းလျှောက်ရင်းပပက်လေတွင်ပုံမှန်မဟုတ်သောအပြောင်းလဲတစုံတရာကိုတွေ့ရမလားရှာဖွေကြည့်နေမိသည်ဧကန်စပွဲမှာသူဇနီးဤလက်ဖြစ်တစ်ချောင်းထိုးလက်ရာဇာပန်းမွန့်စပွဲကင်းအဝါနုရောင်၎င်းပေါ်မှာ ဖန်ပန်းဦးပြပြတဲ့တွင်ပိမ့်ပန်းညီညီတုံးကတ်နှင့်တောက်ခတ်စိမ့်စိမ့်တုံးကတ်ဝေးစားစွာစိုက်ထားသည်။ဂျုံစပွဲတွင်သူစာအုံများစာရွက်စာတမ်းများတစ်နှစ်တကျစီစီရှိနေသည်။မတ်တပ်ကလတ်တိုင်းကိုစပွဲကောင်အောက်သို့ထုံးစံတိုင်းထိုးသွင်းထားသည်။သူဤမျက်နှာချင်းဆိုင်နေရန်တွင် သူစိတ်ကြိုက်ဂျပန်ပြက်ကတိုင်နှစ်ခုချိတ်ထား၏။တစ်ဖက်နေရန်တွင်သူစနီးကြိုက်သောမြမရုပ်ရှင်မင်းသားတအူဤကိုလုံးပြေဝေါ်ပိုစတာကြီးချိတ်ထားသည်။အားလုံးပုံမှန်ပဲ။ မှန်ပြီးတော့အမြင်ကြီးမှာထုံးစံတိုင်း top ပလျက်အတွင်းတွင်မင်္ဂလာလက်ဖွဲ့အဖြစ်ရထားသောကြွေတဲ့ပစ္စည်းများဖန့်တဲ့များတပူးများအပြင်ပပူးရုပ်တည်တည်ကလေးများနေသားကြရှိနေသည်အားလုံးရခင်နေများအတိုင်းမထူကြပါအခန်းလုံးတွင်ထူကြနေသည်မှာအိတ်ခန်းတဲကပိတ်ထားသောပတင်းပေါက်သားဖြစ်သည် သူကြမ်းတမ်းစွာလမ်းလျှောက်နေရမှတုန်ကနေရက်လိုက်သည်အေးအိတ်ခန်းတဲကပတင်းပေါက်ကိုမင်းပိတ်ထားတယ်ရုပ်တရက်ပြောလိုက်တော့သူ့အတန်းမှာကျန်းရှာစွာမာဆက်နေသည် စကားတမဆွဆွဲချက်တစ်ခုနဲ့တူနေသည်သူစကားကြောင့်သူမတိတိတတတုံလှုပ်သွားသည်သူကိုမကြည့်တော့ပဲပိမ့်ပန်းနေနေကလေးကိုစိုက်ကြည့်နေသည်သူသည်သူစနီးဤတုံလှုပ်မှုကြောင့်ကျဉ်က်သွားသည် ပတင်းပေါက်ကိုပိတ်ထားသည်မှာပုံမှန်မဟုတ်ကြောင်းသိကြသွားပြီသူခြေလန်းကြက်ကြက်ဖြင့်သူမရှိရာသို့ရှောက်သွားသည်ဘာဖြစ်လို့ပတင်းပေါက်ကိုပိတ်ထားလဲသူမမဖြေပါ သူစိတ်တုန်နေတာကိုဂယုမဆိုင်တလို့ပင်ဖြစ်သည်အေးညနေအေးလာလို့ပါ သူ့ကိုမောကြည့်ရင်ဖြည့်တော့သူ့မမျက်လုံးများတွင်ခိုးဆောင်ကိုဝဟန်နှင့်မလုံးမလဲဟန်အမူအရာကိုမြင်ရသည်သူ့စိတ်ထဲနဲ့ဆဲပြစ်လိုက်သည်မင်းရှေ့ဆက်ပြီးမညာနဲ့တော့အချက်စီအပြုံးမျိုးဖြင့်သူပြုံးပြလိုက်ပြီးခြာကနေလှက်ထွက်လာခဲ့သည်ပဒင်းပေါက်ကြောင့်သူ့မမျက်နှာပြက်နေတာပဲပဒင်းပေါက်မှတဆင့်သူ့မဘာကိုမြင်သွားသနည်းသူ့အိတ်ခမ်းထဲအလောကြီးဝင်သွားကကဒင်းပေါ်တက်လိုက်သည်ကဒင်းကြီးကောင်းရံပတ်အထက်ကျကျနေရာတွင်ပဒင်းပေါက်ရှိသည်သူ၏ပဒင်းပေါက်ဤတွင်ထိုင်ချလိုက်မင်းတို့ကိုဖွင့်လိုက်သည် မန္တကားဖုံဖွင့်ခြင်းအေးမြတော်လေးကသူ့မျက်နှာကိုဖြတ်တိုက်သွားလေသည်ပတင်းတန်တန်ကလေးများအချားမှမြင်ရသောရှုခင်းသည်တမန်မျိုးပြရှုခင်းတစ်ခုသာဖြစ်သည်လမ်းမီးတိုင်းများတစ်ပင်များအောက်မှကျန်ခဲ့သည်သူတို့အခန်းသည်၃တက်၆လွာကန်ထရိုက်တိုက်ခန်း၏အပေါ်ဆုံးလွာဖြစ်သည်ပဝင်းကျင်မှအိမ်များတိုက်ခောင်မိုးများတစ်ပင်များထပ်မြင့်နေသည်အလွာတူညီသောကလျက်တိုက်ခန်းများလည်းမရှိထို့ကြောင့်သူတို့ပဒဲမောင်းနှင့်အချားပဒဲမောင်းတို့ခုခုဆက်ဆက်မှုလည်းမရှိပါတို့ကြီး ပရင်ပေါက်တန်ချောင်းကွက်လက်ကလေးများကြမြင်ရသည့်ပဝန်းကျင်ကိုငုတ်ကြည့်စူးစမ်းသည်ခေါင်းရဘခလန်းလန်းမှလမ်းချေမှဖြတ်သွားနေကြသော ကားများလူများကိုဆုတ်ရှက်ခောက်စွာမြင်နေရသည်တက်ခန်းချေရင်ဘက်စီမှတော့လူ၆ထွေသောနောက်ဖေးလမ်းကြားချင်းချင်းကလေးရှိသည်လက်ဝဲဘက်သူ့မျက်နှာချင်းဆိုင်ရာ၄-၅အိမ်သည်တစ်ထက်တိုက်နှစ်ထက်တိုက်ပုပုကလေးများဖြစ်ပြီးအမိုးများကိုသာမြင်ရသည်ဟိုးခဝဲဝဲမှတော့ဆောက်လက်ဆတ်တက်ခန်းမြင့်များရှိပါရဲ့တို့တော့ဝေးလွန်းသည် ဆက်ဆက်မှုမရှိ ထိုခိုက်အောင်နာစီမှတချင်းတန်ခဲ့တဲ့တဲ့အပေါ်ကိုလွန့်တက်လာသည် သူငုတ်ကြည့်လိုက်၏မျက်စိရှိတူရှုခက်လန်းလန်းမှာဟာလာဟင်းလင်းခြံဝန်းကြိုက်တစ်ခုရှိသည်ထိုခြံဝန်းတွင် မကြသေးမီကမှတစ်ဖိဆိုင်တစ်ခုဖွင့်လက်ခဲ့၏ပေါ်စည်းမှခက်ဆောင်းဆောင်းကြည့်သောအခါတပင်ပပူကလေးများပေါ်မှမီးရောင်စုံကလေးများသည်ခလေးကစားစရာအယုံများနှင့်တူနေသည်ကျူးကျဲတဲ့တပင်ပပူကလေးတွင်အောက်ကထိုင်ကုန်ပုများနှင့်စပွဲပုံပုကလေးများမှာ သူတွေထိုင်နေကြသည်ပေါ်စည်းမှကြည်ရတာရဲစရာကောင်းနေ၏တို့တော့သူမရေနိုင်ပါသူဇနီးဤဖြစ်နိုင်ခြေကိုစိုးရင်တကြီးရှာပွေဖော်ထုတ်နေရတော့ဖြစ်မှာရဲစရာမဟုတ်ပါခတ်တွတ်တွလှောက်ရှားပြီးတဝိုင်းနဲ့တဝိုင်းကူးသွားနေတော့စပွဲတို့ကောင်လေးများသည်ဆယ်နှစ်15နှစ်ပဝန်းကျင်လောက်ဖြစ်မည်တမိုးအဖီချထားသောအနောက်ဘက်မှဆောက်အောင်ကလေးများမှာတပည့်ဖြော်သောနေရာနှင့်ကောင်တာဖြစ်သည်တမိုးအောင်မှဆိုင်ခင်းခြင်းတစ်ပိုင်းတစ်စကိုမြင်ရသည်ကောင်တာမှာထိုင်နေသူသည်အမျိုးသမီးဖြစ်သည် အသက်ကသူဇနီးအရွယ်လောက်ဖြစ်နိုင်သည်ကွာဝင်းမြင့်လွန်းတော့ကြောင့်ရေရရရမကွဲပြပါတပည့်ဖြောနေသောနေရာကိုသူမမြင်ရသူမမြင်လင်းသူဇနီးလည်းမြင်ရမှာမဟုတ်ပါကာကွယ်မရှိမြင်နိုင်သည်မှာစိုင်းတို့လာတော့ဖောက်တယ်များဝိုင်းဖွဲ့စကားပြောတော့သူများသာဖြစ်သည်ခြောက်ဝိုင်းရှိမှာကားတောင်းလေးစီတန်းစီရထားသည်ဝင်လာသူများ၏မျက်နှာများကိုအပေါ်စီးအနေထားဖြင့်သူမြင်ရသည်မိမိတက်ကျင်းသူမဟုတ်လင်းမျက်နှာသွေးမြင့်ကိုဖမ်းမိဖို့မလွယ်ပါ ကွာဝေးကမြင့်နေသည့်အပြင်လူအလုံးဤမိမိအထက်သို့မော်ကြည့်ပြီးလမ်းလျှောက်လိမ့်မရှိပါ။သူမြင်ရသလောက်မှာမဲနဲ့တော့ဦးကောင်ပကုံးနှစ်ဖက်ခတ်ဆောင်ဆောင်မြင်ရတော့ကိုခန္ဓာဒါပဲ။သူမဘာမြင်သွားခဲ့ပါသနည်း။သူမမြင်ရတော့အရာကိုယခုသူမြင်နိုင်သလားဘယ်တော့မှပဒင်းပေါက်မပိတ်တော့သူဇနီးသည်ယခုပဒင်းပေါက်ပိတ်ထားခဲ့သည်ဘယ်တော့မှမမြင်ရတော့အရာကိုသူမမြင်သွားလေသလားသူမမြင်သွားသည်မှာလူတစ်ယောက်ယောက်ဖြစ်လေမလားသူသည်ယခုချက်ချင်းသူဇနီးပခုံးကိုဆွဲဆောက်လောက်ရန်ပြီးမေးချင်လာသည် သူမကိုတွားခေါ်ပြီးရအောင်မေးမိဟုသူဆုံးဖြတ်ချက်ဖြင့်ပရင်းပေါက်မှဒီဘက်ပြန်လှည့်လိုက်သည်သူအချိန်တွင်သူဇနီးကိုမြင်တွေ့ရသည်သူမသည် အခန်းဝတဲ့မတ်တရက်လျက်သူ့ကိုငေးကြည့်လျက်ရှိသည်သူမဝတ်ထားသောအပြာနှူးပံဝိုင်စာအင်ကြီးပပွားလေးသည်ပရင်းပေါက်လေးချောက်လှုပ်ခတ်နေသည်ကြောလေသည်ဖြန့်ချထားသောစပင်တို့သည်ညနေချက်မှဖန်ချောင်းမီယောင်ဖြင့်အလင်းတင်ကဖြာလက်နေသည် သူမပုံစံကအိပ်ပျော်နေရင်ရောင်ရမ်းလမ်းလျှောက်နေသူနှင့်တူသည်အေးသူတန်တီ ချောက်တွေ့စွာခတ်ထန်နေသည်ထိုအတန်ကိုနားမလည်နိုင်မှုပောက်ကွဲမှုအလင်းစလုံးမှုများရောထွေးပါဝင်နေသည်ဒီကိုလာစမ်းသူဇနီးကသူ့အတန်ကိုမချားသလိုပင်မတုံမလှုပ်ရက်နေသည်သူဒေါသကြီးကတဲ့မမဆင်းကသူဇနီးစီသို့ရှေးလန်းကျဲမဖြစ်ရောက်သွားသည်ထို့နောက်သူမကိုဆွဲခေါ်လိုက်သည်လာစမ်းမအေးဘာကိုမြင်ရလဲဆိုတာကိုကိုပြောပြမှဖြစ်မယ်သူမသည်အချောက်ကန်ညင်းဆန်တော့မလို့တောက်တင်းသွားပြီးမှလက်လျှော့လိုက်သလိုပြော့ခွေစွာသူနှစ်တူပါလာသည် သူမမျက်နှာသည်ဖြူပွက်ဖြူရောဖြစ်နေသည်ကရင်ပေါ်ထိုင်ပြီးကြတော့သူဇနီး၏ပခုံးနှစ်ဖက်ကိုသူတင်းကျပ်စွာဆုံညက်ထားသည်ဟောဒီနေရာမှာမင်းအမြဲတမ်းထိုင်ကြည့်နေတတ်တယ်မဟုတ်လားကဲပြောစမ်းမင်းဘာကိုမြင်ရလဲဘသူကိုမြင်ရလဲကို့ကိုပြောစမ်းသူဇနီးပြတင်းပေါက်တန်ချောင်းကလေးတွေနဲ့မျက်နှာအမိတ်စီအစီသူတုံးကပ်၍မေးလိုက်သည်သူမသူမထိတ်လန့်တုံလောက်စွာမြုံကန်ရာမှာလှုပ်ခနဲအော်လိုက်လေသည်သူရုတ်တရက်ပောက်ခွဲသွားသောဒေါသကိုထိန်းချုပ်လိုက်ပြီးနောက်သူဇနီးကိုသူနှစ်မျက်နှာချင်းဆိုင်ဖြစ်အောင် ်ဆွဲယူလိုက်သည်သူဇနီးကိုသူစိုက်ကြည့်သောအခါသူမကမျက်ရည်ပြည့်လည်နေသောမျက်လုံးများဖြင့်ပြန်ကြည့်နေသည်သူမျက်လုံးများတွင်နာကြီးမှုကိုတွေ့လိုက်ရသောအခါသူတကိုယ်လုံးရှိအင်အားများဆုတ်ယုတ်သွားလေသည် သူဇနီးကိုစုပ်ကင်ထားသောလက်များဖြေလျော့သွားသည်လူတယောက်မပြောချင်တဲ့ကိစ္စကိုအခုဘာလို့မေးနေသလဲသူမအတန်ကကြောက်လန့်နေသူတဦးဤအတန်မဟုတ်တလို့တည်ငြိမ်အေးဆက်နေသည်ဘာဖြစ်လို့လဲဆိုတော့မင်းကကိုမိမဖြစ်နေလို့ပေါ့သူအတန်ကအအွက်ွက်ွက် ကဲဒီလောက်တောင်သိကျင်နေပြောရတာပေါ့ဒါပေမဲ့တည်ပြီးတဲ့ကအကိုနောင်ထားရလိမ့်မယ်မသိရင်ပိုကောင်းမယ်ဆိုတာအကိုသိလာလိမ့်မယ်ဒုမအတန်ကရှေ့ပြဟောတူတူဤအတန်လိုနှိမ့်မြင့်မရှိပဲတတ်မှတ်သေးဖြစ်နေသည်သူတည်သူဇနီးကိုနားမလည်နိုင်စွာစိုက်ကြည့်နေမိသည်သူဒီနေ့လက်ဖေးဆိုင်ရောက်လာတယ်လမ်းမစီမှာကားတစ်စီးဖြတ်မောင်းသွားတန်သည်သူ့ရင်ထဲသို့တုံကားစာဝင်ရောက်သွားသည်သူဟုတ်လားသူဆိုတာဘာလို့လဲကြောင်ကနန်းမေးလိုက်တော့ကသူဇနီးကပြုံးသည် ယခုညနေခင်းအတွက်ပထမဆုံးတော့အပြုံးဖြစ်သည်ထို့အပြုံးသည်ဓာတ်သားတစ်ခုလိုအေးဆက်သည်သူဆိုရာအေးရဲ့အရင်တော့ချစ်သူဟောင်းပေါ့သူယင်သည်ဒေါသဖြစ်ပူလောင်စွာနာကျင်သွားသည်မဟုတ်ဘူးသူអော်လိုက်သည်သူနှင့်လက်ထချင်သည့်သူဇနီးမှာချစ်သူရည်စားတယောက်မှမရှိခဲ့ပါဟုတ်တယ်သူဇနီးကခိုင်မာစွာအတီးပြုတ်လိုက်သည်ထို့နောက်သူမျက်လုံးများကိုစိုက်ကြည့်ကဆက်ပြောသည်သူကရမတောက်ဘူးဒေါသမကြည်ဘူးမချမ်းတမ်းဘူးအောက်တမ်းမကြဘူး ပြက်သားသောသူမအတန်ဒီသူ့ရင်ထဲသို့နှဆိုင်စွာစိုက်ဝင်သွားသည် သူကသူကဝတ်ကောင်လိုလည်းမဝဘူးသူခန္ဓာကိုယ်နောက်သို့အနေငယ်ရိုင်သွားသည်သူချွေးထက်ထက်ကအရက်စော်မနှံဘူးဆက်လိပ်စော်မနှံဘူးချိုင်းပတ်စော်မနှံဘူးသူပစက်ကလည်းကြက်တုံပြူစော်မနှံဘူးအေးဆက်တော်အတန်ဒီမာကျော်ကြမ်းရှစွာသူ့မျက်နာကိုဖြတ်ရိုက်လိုက်သည်သူကသူဖြစ်ချင်တဲ့ဆန္ဒကိုနောက်မှထားပြီးအေးဖြစ်ချင်တဲ့ဆန္ဒကိုပဲအမြဲဦးစားပေးခဲ့တာသူနဲ့စကားပြောတဲ့အခါ ကိုကိုကိုတရားခံတယောက်လို့ဘယ်တော့မှမခံစားရအောင်သူကအေးကိုတရားခံစစ်တယ်လို့ဘယ်တော့မှမစစ်သေးခဲ့ဘူးတရားခံတယောက်လို့ဘယ်တော့မှအမိချမပေးခဲ့ဘူးသူမဤတမ်းမှာအိမ်မက်ကိုပြန်ပြောနေသူတူဦးစဉ်းစားပုံဖော်မှုများပါဝင်နေသည် သူပါဇက်အဟောင်းသားနဲ့ရေးဆိုင်ကြည့်နေမိသည်သူမျက်လုံးတွေကနူးညံ့နေပတ်စံရဖို့အတွက်လူတွေကိုကောက်ကျစ်လိန်ညာတဲ့မျက်လုံးမျိုးမဟုတ်ဘူးဒါကြောင့်သူ့မှာတိုက်မရှိဘူးကားလည်းမရှိဘူးအလုတ်ယုံလည်းမရှိဘူးကိုရောင်လည်းမရှိဘူး သူနောက်တို့မသိမစာဆုတ်လိုက်သည်ဒါပေမဲ့သူ့မှာအချစ်ရှိရဲ့တော်တော့သူဤထိန်ချုပ်တီးကန်နိုင်စွမ်းကိုကြော်လွန်သွားသောစကလုံးဖြစ်သည်သူဇနီးကမရက်ပါ သူကိုစိုက်ကြည့်လျက်တလုံးချင်းဆက်ပြောနေပြန်သည် သူကအေးကိုအနှုံအားအလိုတစ်ခါမှမပြောဘူးဘူးတုံးမြတဲ့မိမလိုလည်းတစ်ခါမှမပြောခဲ့ဘူးဘူးအေးရဲ့နှာခေါင်းကိုစိစစ်ကြည့်ပြီးတော့လည်းတစ်ခါမှမတရော်ခဲ့ဘူးဘူးသူကအေးကိုတခါမှတော့မမုန်းခဲ့ဘူးဘူးတခါမှလည်းစိတ်မပြတ်ခဲ့ဘူးဘူး မင်းလိမ်နေတာသူ့အတန်ဒီအကွဲပြတ်တောက်စွာထွက်သွားသည်ထိုအတန်ကိုသူစနီးကမကြားသလိုတွတ်တွတ်ပြောနေပြန်သည် အေဒီကနေလှမ်းကြည့်နေတာကိုသူမြင်သွားတယ်သူအေးကိုကောင်းကောင်းမြင်ရတယ်တိတ်ကြတယ်နောက်နေ့တွေလည်းသူလာအောင်မှာပဲသူလက်တီးကိုတင်းကျပ်နေအောင်ဆုပ်ထားလိုက်မိသည်စိတ်ကိုထိန်ထားစမ်းဒီမိမမဟုတ်တန်းတရားတွေလာပြောနေတာအယူတယောက်လိုရှောက်ပြောနေတာအယူတယောက်ရဲ့စကားကိုယူချက်ယုံမှာပဲတို့တော့ရှင်ထဲမှာဒေါသငွေဖြစ်ပူပြင်းလောင်မြိုင်နေသည် ဒီပတင်းပေါက်လေးရှိလို့ဒါပဲတော်တော့ပြောခွင့်နဲ့သူဇနီးပခုံးနှစ်ပတ်ကိုစုပ်ကိုင်းလှုပ်ခါရမ်းပစ်လိုက်သည်ဒီကနေ့ကြိုးကလေးနဲ့ချီပြီးသူ့စီကိုတခုခုချပေးလို့ရတယ်သူကလည်းတခုခုပေးခြင်းဒီကြိုးစားလေးနဲ့ချီပေးလို့ရတယ်ဒီလိုနီးနဲ့သူစိတ်လုံးဝမထိန်နိုင်တော့ပဲသူဇနီးမျက်နာကိုအားကုန်လွှဲရိုက်ချလိုက်လေသည်တွတ်တွတ်ပြောနေတော့အတန်တိကနေရက်သွားသည်သူမသည်မျက်နာကိုလက်နှစ်ဖက်ဖြင့်အုပ်ခါတကူလုံးတုန်လှုပ်နေသည်ကြိတ်ရွေကိုရှိုက်နေခြင်းဖြစ်သည် သူအန်ကျဲ၍စိုက်ကြည့်နေသည်နောက်ထပ်စကားတစ်ခုပြောကြည့်စမ်းညံ့များပြောစရာမလိုတခုံးပဲပြောကြည့်စမ်းသူသည်ဒေါသပြည့်စုပွက်နေကရန်လိုစွာစောက်ကြည့်နေသည်သူဇနီးအတန်ချက်ထွက်လာလင်လက်ကရိုက်ချပြဖို့အသက်ဆောင်နေသည်တို့တော့သူမလုံးဝစကားမပြောတော့ပါသူတို့မိနစ်ပေါင်းများစွာဒီတိုင်းငိမ့်တက်နေကြသည်လမ်းမစီမှာကားတန်းများသူတို့နှစ်ယောက်စီတို့လှိမ့်ဝင်လာသည်ထို့နောက်စကားပြောတန်းရေမောတန်းကားဟွန်းတန်းအဖေ့ဆိုင်မှာတခြင်းတန်းခတ်တဲ့တဲ့က အပေါ်ဆုံးတက်အခန်းကြီးပင်ပြန်လွင်လာသည်သူဖြုံးကတဲ့လှုပ်ရှားလာကမှန်တကားကိုဒေါသကြီးဆွဲပိတ်ပစ်လိုက်သည်အခန်းကြီးရုတ်တရက်တိတ်ဆိတ်သွား၏ဂျူ1933ခုနှစ်ဖေဖော်ဝါရီလမဟေတီမကဆင်ပတင်းပေါက်ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ဒီဝတ္ထုလေးကိုနားထောင်ပြီးတော့တခခုရသွားမယ်လို့ထင်ပါတယ်နားဆင်ပြီးကြတဲ့သူအရောက်စီတိုင်းအရောက်စီတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာအားလုံးနောက်နေ့မှပြန်တွေ့ကြအောင်နော်